ဒီကနေ့တင်ဆက်ပေးသွားမယ့်ပြည်တွင်းသတင်းသဘောက်ကတော့ကရနီပီဖာရူဆိုနဲ့ဒီမော့ဆိုမျိုးနယ်ကတောင်တူရီရဲ့လုပ်ငန်းခွင်ကိုအကြမ်းဖက်မြန်မာစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လိုက်တာကြောင့်ပြည်သူ၃ယောက်သေဆုံးပြီး၈ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေမှာအော်တိုဘာလအတွင်းအရက်သားတောင်သူတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကို drone နဲ့အကြောင်းမဲ့ဘုံကျဲတိုက်ခိုက်တာကိုအကြမ်းဖက်မြန်မာစစ်တပ်ကဇက်တိုက်ပြုလုပ်နေပါတယ်။အော်တိုဘာလအတွင်းဖရူဆိုမြို့နယ်ကတောင်သူလေသမားတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့အချိန်အကြမ်းဖက်မြန်မာစစ်တပ်ကဘုံကျဲတိုက်ခိုက်လို့ပြည်သူ၂ယောက်သေဆုံးပြီး၅ယောက်ဒဏ်ရာရရှိကမော်တော်ယာဉ်တစ်စီးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ အော်တိုဘာလ22ရက်နေ့ကလည်းဖရူဆိုမြို့နယ်ဒေါ်ကူခူကြီးရွာအနီးလေကွင်းနဲ့စပားရိတ်သိမ်းနေတဲ့တောင်သူလေဓမာတွေကိုအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတယောက်သေဆုံးပြီးနှစ်ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။ အော်တိုဘာလာအတွင်းဖရူဆိုမြို့နယ်နဲ့ဒီမော့ဆိုမြို့နယ်တွေကဒေသခံတောင်သူလေသမားတွေစိုက်ပျိုးသီးနှံရိတ်သိမ်းနေတဲ့လုပ်ငန်းခွင်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကဒရုန်းအပြင်လက်နက်ကြီးတွေနဲ့ဆင်ဆက်မပြတ်တိုက်ခိုက်နေတာလို့ KNDF ဗဟိုကသတင်းထုတ်ပြန်ထားပါတယ်။ အကြက်ဖက်စစ်ကောင်စီဟာစစ်ရေးပြင်းမမဟုတ်တဲ့အရက်တာပြည်သူတွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိခိုက်စေဖို့ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာကြောင့်မိမပြည်သူတွေစစ်ရေးအတိတ်တရီနဲ့တွာလာလောက်ကင်ကြဖို့ဆက်လက်တိုက်တွန်းထားပါရဲ့ရှင်။